မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်စီနဲ့ NUG ကြားတွဲဆောင်ဆွေးနွေးဖို့အချိန်ကြာပြီလို့မလေးရှားပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်ကောင်စီကောင်ဆောင်အရေးပါရင်ပြိုင်ဘက်တွေနဲ့ဒီကြားစီတွဲဆောင်ဆွေးနွေးမှုဟာရှားလက်ထွက်ခွင့်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ်ကျွန်တော်တို့ဒီကြားစီထိတွေ့ဆက်ဆံမှုပြုလုပ်ပေးမယ်စစ်ကောင်စီနဲ့အတိုက်ခံနေတွဲဆောင်ဆွေးနွေးဖို့အချိန်ကြာပြီလို့ထင်ပါတယ်ကျွန်တော်တို့ဆိုလိုတာကမြန်မာပြည်သူတွေဟာသူတို့ဘာသာဆုံးဖြတ်ရပါလိမ့်မယ်လို့၎င်းကအမေလာ21ရက်က ်ပူဒရာဂျာရာမျိုးတော်မှာသတင်းထောက်တွေကိုပြောပါရယ်။တမတ်ချက်6ရက်ကိုသဘောတူရင်စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါရယ်။ ။တမတ်ဆက်6ရက်ထဲမှာစစ်တပ်ကနိုင်ငံရေးမှာမပါဝင်ပဲဖွဲ့စည်းပုံခြေခံဥပဒေတင်အရ Federal Democracy ပြည်ထောင်စုတည်ဖွဲ့စည်းရေးနဲ့အသွင်ကူးပြောင်းရေးတရားမျှတမှုမူပေါင်းတရံဖန်တီးရေးလို့ပါဝင်ပါတယ်။မြန်မာစစ်တပ်ကလက်ခံမဲ့ဆိုရင်အာဏာသိမ်းမှုဖျက်သိမ်းတာနဲ့ငြိမ်းချမ်းတဲ့အာဏာလွှဲပြောင်းမှုနဲ့ပတ်သက်လို့ကျွန်တော်တို့စစ်တပ်အာဏာပိုင်တွေနဲ့ဆွေးနွေးပါမယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။လွတ်လပ်ရေးအလွန်ကာလခဲကတိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့မြန်မာစစ်တပ်ကအဆိုပါသတ်မှတ်ချက်တွေကိုလက်ခံပွဲမရှိပါဘူး။အန်ဝါအီဘရာဟင်ရဲ့တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်ကိုမြန်မာစစ်ကောင်စီက ပထမဆုံးချိန်ဖြင့်လူလူလာလာလက်ခံပုံပေါ်ပါရယ်မလေးရှားတာဝန်ရှိသူတွေကမြန်မာနိုင်ငံရှိလက်နက်ကင်ဖွဲ့ချုပ်နဲ့ထိတွေ့မှုစတင်ခဲ့တယ်လို့တန်တမန်သတင်းအချင်းမြင့်တစ်ခုကပြောပါရယ်နောက်ထပ်တပုံနေနဲ့ကောမြင့်ရည်ညဉ့်ညံမှုမြန်မာစစ်တပ်မဖြေရှင်းနိုင်လို့ထိုင်းအမတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်ရှေးပိုင်းမိုင်းဆက်မြို့နယ်ဝါပြည်သွေးစည်းညညရေးတပ်မတော် UWSA ထိန်းချုပ်ရာဒေသရှိတရုတ်တပ်တူလုပ်ငန်းများမှဆုံးဖြတ်ပစ္စည်းများကြောင်းထိုင်းမြန်မာနယ်စပ်တရှောင်းဖြတ်တန်းစီစဉ်လာတဲ့ကောမြင့်နန်းခုံမြင့်ရည်ညဉ့်ညံမှုကိုကင်တွယ်ရ မှာအဲ့ဒီဒေတာကမြန်မာစစ်တပ်မထိန်ချုပ်နိုင်တာကြောင့်စစ်ကောင်စီနဲ့ညီနိုင်ဖြည့်ရှင်ပြီးပြည်လည်နိုင်မှာမဟုတ်ကြောင်းထိုင်းတိုက်ခံမှဖြစ်သူကန်နဝီကတရင်မှဖော်ပြပါရယ်မြန်မာနယ်စပ်တရှောင်းချင်းရိုင်နဲ့ချင်းမိုင်ခရိုင်ကိုဖျက်တမ်းစီစဉ်နေတဲ့ကော့မြင့်ရီတွင်အစိမ့်တင်တဲ့တပ်တူများကိုပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှစတင်တွေ့ရှိခဲ့ပြီးရင်းနောက်မြင့်ရီညဉ့်ညံမှုပြဿနာကိုထိုင်းဆိုရအနေနဲ့နှစ်နိုင်ငံကြားဒီကနေ့တိုင်းညီနိုင်ဖြည့်ဖြည့်ရှင်းနိုင်ခြင်းမရှိတဲ့အပေါ်မှာလည်းကန်နဝီကဝေဖန်လိုက်ပါရယ်လက်ရှိမှာမြန်မာစစ်ကောင်စီကတနိုင်ငံလုံးထိန်းချုပ်နိုင်စွမ်းမရှိသလိုတပ်တူ ဒူဖော်ယာဒေတာကိုလည်းထိ ंछ ုတ်ထားခြင်းမရှိတာကိုထိုင်းဆိုရအနေနဲ့ရှင်းရှင်းလင်းလင်းနားလေသဘောပေါက်တင်ကြောင်း၎င်းကဆိုပါတယ်ထိုင်းဆိုရကဝါဒေတာရှိတရုတ်ကုမ္ပဏီများဒူဖော်နေတဲ့တပ်တူလုပ်ငန်းများအရှိတရုတ်ဆိုရနဲ့ညှိနှိုင်းဖို့နှုတ်ဆက်နေပြီးယဉ်ညဉ်ညံမှုကြောင့်ကြုံရမယ်တိုင်းပြည်သူများရဲ့လူမှုဘဝပေါ်လိရယူရှုနေတယ်လို့၎င်းကပြောပါတယ် နောက်တဲ့တပုတ်အနေနဲ့ပဟုထုတ်ကန်မှုနဲ့နိုင်ငံကိုအုပ်ချုပ်ခြင်းကအာသာချက်များရှိကြောင်းစစ်အာဏာရှင်မင်းအောင်လှိုင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဟုကုတ်ကဲမှုထုတ်ကန်မှုနဲ့နိုင်ငံကိုအုပ်ချုပ်ခြင်းကအာဏာချက်များရှိသလိုအာသာချက်များလည်းရှိကြောင်းမြန်မာစစ်အာဏာရှင်မင်းအောင်လှိုင်ကပြောပါရယ်။မင်းကပြုလုပ်ခဲ့တဲ့ရှိကြောင်းနဲ့လေကြောင်းလူငယ်တင်နန်းစင်တွေ့ဆုံပွဲမှာအဲ့ဒီလိုပြောကြားလိုက်တာပါ။အဆိုပါတွေ့ဆုံပွဲမှာမြန်မာနိုင်ငံမှာလွတ်လပ်ရပြီးပြည်ပပင်ယောဂရီကြောင်းတိုင်းပြည်ပြိုကွဲရမယ့်အနေနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက်နိုင်ငံရေးစီးပွားရေးလူမှုရေးစီးလုံးညီညွတ်မှုရှိစေဖို့အတွက် ဗဟုကုတ်ကဲအုတ်ချက်မှုစနစ်နဲ့နိုင်ငံကိုပြန်လည်စုစည်းတည်ဆောက်ခင်ရကြောင်းမင်းအောင်လိုင်ကပြောပါတယ်။ဒါအပြင်ဗဟုကုတ်ကဲအုတ်ချက်မှုမှာအားနည်းချက်တွေရှိသလိုအားသာချက်တွေလည်းရှိခဲ့ကြောင်းစုစည်းရဲ့နိုင်ငံစနစ်ကိုတည်ဆောက်နိုင်ငံတော်လည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာအားနည်းခဲ့ကြောင်းကိုမင်းအောင်လိုင်ကဝန်ခံထားပါတယ်။ဒါအပြင်အဖြတ်သမားတွေကဖွဲ့စည်းပုံအခြေခံဥပဒေကထိန်းသိမ်းထားတဲ့နိုင်ငံရေးဟန်ချက်ညီမှုကိုတည်ရှိကြကြောင်းသို့တော့ဟန်ချက်ညီမှုတွေကိုဖျက်ဆီးနိုင်မှသာ၎င်းတို့ရဲ့ရုံမာတဲ့နိုင်ငံတော်ပြုကွင်းအကြံစီနဲ့မြန်မာနိုင်ငံကိုတည်ချက်ထားပြီးဒေတာ တွင်မှ၎င်းတို့ထိန်းချုပ်လိုတဲ့နိုင်ငံများကိုထိန်းချုပ်မဲ့အကြံစီကိုတတိရှိကြဖို့စစ်ကောင်ဆောင်ကတတိပေးပါတယ်။မင်းအောင်လိုင်ဆိုလိုတဲ့ဗဟိုအုပ်ချုပ်မှုက1960နှစ်အာဏာသိမ်းပြီးနောက်ဒီကနေ့တည်မြင်နေတဲ့စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်စိုးကြီးကိုလူကြအကောင်ရုံးစကကလုံးရွေးချယ်တုံးကျင်တာဖြစ်ကြောင်းနိုင်ငံရေးလှိလာသုံးသပ်သူတအူးကပြောပါတယ်။ ရွေးကောက်ပွဲပြုလုပ်မယ်လို့သာလူကြားကောင်းအောင်ပြောနေပေမယ့်ပြည်သူကိုဒီမိုကရေစီလုံးဝမပေးချင်တာအခုစကားအရသိသိသာတယ်။အမေရိကန်နဲ့ဥရောပနိုင်ငံတွေကိုလည်းပြည်ပအဖြတ်သမားတွေလိုအာဏာရှင်အဆက်ဆက်အခုလိုပဲတစိမ့်ကပ်လာတာလို့ရန်ကုန်ခြေဆိုင်နိုင်ငံကြီးတုံသက်သူတောင်းကပြောပါရယ်။ပြည်ရင်းပြည်ပါရှိသူတွေကနှစ်ကာလရှိကြလျားစွာနီလန်မျိုးမျိုးနဲ့ထိုးနှက်တိုက်ခိုက်ခဲ့တဲ့အတွက်တမရော်နီနဲ့နိုင်ငံတော်တာဝန်ယူခဲ့ရပြီးပြည်သူများလူလာတဲ့ပါတီဆောင်ဒီမိုကရေစီစနစ်ကိုတည်ငြိမ်အေးဆန်းစွာကူပြောင်းနိုင်ဖို့တည်ဆောက်ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်းစစ်ကောင် ဆောင်ကပြောပါရယ်2020ပြည်နှစ်ရွှေကောက်ပွဲကိုတမိုင်းမှာရှုပ်ဆိုးအကြီးတန်းတဲ့အဖြစ်မျိုးဖြစ်ပြောခဲ့ပြီးအဆိုပါရွှေကောက်ပွဲမတိုင်မီကာလမှာလည်းဒီမိုကရေစီအမိခံဥပဒေမဲ့လှုပ်ဆောင်မှုတွေအာဏာရှင်ဆန်ဆန်လှုပ်ဆောင်မှုတွေကြောင့်တိုင်းပြည်ရဲ့စီးလုံးညီညွတ်မှုဟန်ချက်ညီရက်တီမှုတွေပြိုကွက်မဲ့ဖြစ်တွေထပ်မံမဖြစ်ပေါ်စေရင်လှုပ်ဆောင်ချဖို့လည်းဆိုထားပါရယ်နောက်ထပ်တပုတ်အနေနဲ့နာမခမှာတိုင်းမှုအလူဖြော်ပြင်းရှိလို့လက်နက်ကြီးတွေနဲ့ပစ်ကတ်ရာပြည်သူနှောက်ဦးသိဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဘုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမှာတိုင်းမှုအလူရှိလို့ဖြော်ပြင်းရေး ုံနေချိန်စေအုပ်စုကလက်နက်ကြီးတွေနဲ့မုံရဝင်းကျင်ကိုပြခတ်ခဲ့လို့ပြည်သူနှောင်းဦးတင်ဆုံးပြီးရှေ့ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မေလ22ရက်ည9နာရီဝင်းကျင်ကမုံရမြို့အဝင်းမဟုကိန်းနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမ်မခါတွေကနေစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပြခတ်ခဲ့ကြောင်းမဟုကိန်းကပြခတ်ခဲ့တဲ့87မမလက်နက်ကြီး6လုံးဟာနဂါရင်းကျင်းရွာတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူ၁၀ဦးပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ကနှစ်ဦးတင်ဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးက6လုံးကြာ တာပြည်သူ၁၀ဦးထိခိုက်ရမှာအမျိုးသားတအုံမျိုးသမီးတအုံကတော့ညကလေးကဆုံးသွားလို့ဒီမနက်စောစောပဲကိစ္စပြီးလိုက်တာလို့ပြောတယ်လို့ဒေသခံတအုံကပြောပါရင်မေလ22ရက်မနက်ကနာမခါရဲမှာတိုင်မူရင်ရဟန်းခံရှင်ပြုအလူရှိပြီးညပိုင်းမှာတော့ဒိန်းထောင်ပါဝင်စစ်ကောင်စီလော်ဘီချို့လာရောက်ဖျော်ဖြေခဲ့တယ်လို့ဒေသခံတချို့ကဆိုပါရင်စလင်းကြီးမြို့နယ်သားအစိုးရဖွန်ဝေးပါတယ်လို့သတင်းတွေထွက်နေပြီးအတိမပြုတ်နိုင်သေးဘူးလို့ဒေသခံတွေကဆိုပါတယ်ဖွန်ဝေးကတော့သူ့အိမ်မှာပဲရှိနေတဲ့အကြောင်းဒီကနေ့လိုက်လွင်ပြီးတော့ညင်းဆိုထားပါတယ်အဲ့ဒီပွဲမှာစကားစတက်တာတွေနာမ ခရဲမှာမူးယူတောက်စားပြီးလက်နက်ကြီးလက်နက်ငယ်တွေရန်တပ်ပစ်ခတ်တာမျိုးတွေလည်းရှိတယ်။မင်းညာကလို့အခြားဒေသခံတအုပ်ကပြောပါရယ်။နေရာမှာတင်းနှစ်ယောက်တည်တာအိမ်မော်တင်းကြတာလို့မုံရွာမြို့နယ်သတင်းမှတ်ပြန်ကြားရေးဌာနမှတာဝန်ရှိသူတအုပ်ကနဂါတွင်ရွာပြည်သူများလက်နက်ကြီးထိမှန်ခဲ့တဲ့အခြေအနေကိုသတင်းဌာနကိုပြောပါရယ်။နဂါတွင်ကြီးရဟာအရှင်ကလည်းစစ်တပ်ကလက်နက်ကြီးနဲ့မကြာခဏပစ်ခတ်မှုတွေကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးခဲ့ပူပါရယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ပြစ်ချခဲ့တဲ့စစ်ရဟတ်ရင်နဲ့လီရင်ကားစီးရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KIA နဲ့ပူပေါင်းတပ်တွေကရွှေကူမြို့မှာအရှိပေါ်ဆင်းသက်ခဲ့တဲ့စစ်ကောင်စီတပ်နဲ့ရဟတ်ရင်ကိုမေလ22ရက်နေ့မှာထပ်မံသွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA ကပြစ်ချဖျက်ဆီးခဲ့တဲ့စစ်တပ်ရဟတ်ရင်နဲ့တိုက်လီရင်ကားစီးရှိပြီးဖြစ်ပါတယ်။ဒါကြောင့်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လိုင်းတပ်ဖွဲ့တွေကစစ်ကောင်စီကိုခုခံတွန်းလှန်ရင်းပြစ်ချနိုင်ခဲ့တဲ့စစ်တပ်ရဲ့လီရင်နဲ့ရဟတ်ရင်အစီအစဉ်အနည်းဆုံး10စီးရှိပြီးဖြစ်ပါတယ်။ ။ KAI နဲ့ပူးပေါင်းတပ်တွေကမေလ20ရက်နေ့မှာဗမော်မျိုးအမှတ်23စစ်စင်ရေးကိုကဲမှုဌာနချုပ်စကားက23ကိုစစ်ကူနယ်ခရင်ရိတ်ခံလာပေါ်တဲ့ရဟန်ရင်3စီကိုပြစ်ခတ်တိုက်ခိုက်တာမှာ2စီထိမှန်ပြီးတစီကရွှေကူမျိုးနီးတတော်တဲ့မီးလောင်ကျွမ်းပြတ်ကျခဲ့ပါတယ်။ကယူပို့ဆောင်ရဟန်ရင်ဖြစ်တဲ့ MI70 ပေါ်ပါစစ်သား16ကိုစလုံးသိမ်းဆုံးခဲ့ပြီးသိမ်းဆုံးသူတွေထဲမှာဗျူဟာမှုတမှုအပါဝင်အရာရှိအချို့ပါပါဝင်တယ်လို့စီရီတရင်ရှင်မြစ်တွေကပြောပါတယ်။ကြံတစီမှာလည်းထိခိုက်ပျက်စီးမှုတွေရှိပြီးရွှေကူမျိုးကိုရေးပေါ်ဆင်းသက်ထားစဉ်မီးလ န်း22ရက်နေ့ညနေပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်တွေကထပ်မံတိုက်ခိုက်ဖြစ်စေခဲ့တာလို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးတော်ဘုကသတင်းဌာနကိုအတည်ပြုပြောပါရယ် KIA ကစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဟန်းရင်နဲ့လီရင်တွေကိုပြစ်ချဖြစ်စေနိုင်ခဲ့တာအနည်းဆုံး9စီးရှိပြီဖြစ်ပါတယ်ဒါဟာတော်လိုင်းအဖွဲ့တွေထဲမှာစစ်ကောင်စီရဲ့ရဟန်းရင်နဲ့လီရင်ကိုအများဆုံးပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်2021မိုးမောင်မြို့နယ်မှာ MI-35 ရဟန်းရင်တပ်စီ2024ဇန်နဝါရီ3ရက်မှာဝိုင်းမော်မြို့နယ်မှာလည်း MI-35 ရဟန်းရင်တပ်စီ2024ဇန်နဝါရီ16ရက်မှာ ားကောက်ကန်မြို့နယ်မှာ FDC နှထောင်ချီတိုက်လေရင်နဲ့အခုတစ်ချိန်မှာ MI70 ရဟယင်းနစီကိုပြစ်ဆခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။နောက်ထပ်ရရှိထားတဲ့သတင်းသစ်များကိုသိရှိနိုင်စေဖို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပါအောင်ရှင်။